တော့နာဆာကနဲ့ဂူဒါရက်ကစကားပြောမယ်လို့စကားတစ်ခေါက်တော့သူမပြောခဲ့ဘူးအဲ့တော့နာဆာကကိုပို့ဝင်ပြောခေါ်တော့ပါနာဆာကကိုစောက်ကြည့်မဆိုင်ဘူးကွာအေးတော့ငါပြောတယ် ဟေးယောချစ်ပရိသတ်ကြီးများလုံးပဲမင်္ဂလာပါဂျက်စတောက်ဆိုင်ကနေစခွေဒီမှာတောက်ပေါ်တဲ့ဒင်းကောင်းလေးတွေနဲ့ပြန်လဲကျဆူလိုက်ပါတယ်။ဟုတ်ပြီအခု Justin 7ရဲ့เนาะစခွေဒီမှာတောက်ပေါ်တဲ့ဒင်းထိုးလေးတွေကတော့ Muscle 19ရင်းနေမနေ့ပိုင်းရရှိထားတဲ့เนาะစခွေဒီမှာတောက်ပေါ်တဲ့ဒင်းကောင်းလေးတွေရဲ့ Muscle 18ရင်းနေယနေ့ညမနေ့ညထိပေါ့เนาะရရှိထားတဲ့နောက်ဆုံးရအာတရင်လေးတွေဖြစ်ပါလိမ့်မယ်။ဟုတ်ပြီပြီးတော့နောက်မှာဘူဂျီနေမှုရှင်တန်ဆက်ပြီးတဲ့เนาะအရေးကြီးတဲ့ဒင်းဗီဒီယိုလေးတွေရဲ့ပြီးတော့အမိုင်းတဲ့တန်ဆက်ပြီးတဲ့တရင် လီရယ်ပြီးတော့နောက်ဆုံးမှเนาะဒီကြောင်မြင့်မြင့်မှာပေါ့เนาะဒီအဲအဲနဲ့ဆွေးနွေးမယ်လို့ပြောတယ်ကိုလား ာအတွင်ရေမှုချုပ်အာပြောင်းသွားတဲ့ပုံပေါ့နော်အာကြောင်းမင်းမရဲ့ခြေခွဲခန်းလေးတွေ generation လို့တော့မှာဖြစ်ပါတယ်ဟုတ်ပြီထုံးစံတက် just နဲ့တော့အဆုံးတိလိုက်ပါကြည့်ရှုပ်ဖို့တဲ့ဖိတ်ခေါ်ပါတယ်ကဲဟုတ်ပြီသတင်းလေးတွေလွှင့်သွင်းနေဖတ်ပြပါမယ်ပထမဆုံးသတင်းတပေါ်နေနဲ့မြန်မာနိုင်ငံတဝဲမတ်လ16ရက်နေ့ရရှိထားတော့အချက်အလက်များရစစ်ကောင်စီတပ်ဖွဲ့ဝင်တရားနဲ့နော်အိုခွေးတီဝတ်တီတီဆုံးပြီးမတာပေါ်တော့တယ်လို့နော်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်မြေထုတ်ပြန်ချက်နဲ့ပြောက်ဆိုချက်များရတိရှိရပါတယ် ကောင်မကောင်နော်ပြီးတော့တင်းသားလီတိုင်းအလောင်းလုံးမြုပ်နေလက်ခတ်တောင်တာဝါတိုင်းစခန်းကုန်းကိုဝင်ရောက်တိုက်ခိုက်ရစစ်သားစစ်နှုတ်ခွိတီဝတ်တီတီဆုံးပြီးတနတ်တလက်နဲ့လက်ပစ်ဘုံသုံးလုံးတင်းစဲရရှိခဲ့တယ်လို့သိရှိရပါတယ်ကောင်းမကောင်းပြီးတော့မကွေးတိုင်းကံကောမြို့နယ်မြို့ခင်းရန်ရွာရှိပြူစောတိစခန်းနဲ့မေတ္တာဆေပေါ်တွင်တပ်ဆွဲထားသောစစ်ကြောင်းကို drone ဖြင့်ပုံကျက်တိုက်ခိုက်ရန်စခန်းမိုးတအုပ်အပဝင်6ဦးခွေးတီဝတ်တီတည်ဆောင်ပြီးမတာပေါ်တ ွားတယ်လို့သိရှိရပါတယ်။ကောင်းမှ ကောင်ပြီးတော့မကွေးတိုင်းစလင်းမြို့နယ်တငောင်တိုက်နယ် EPC ရုံးတွင်တပ်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကို PDF တပ်ဖွဲ့ကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ပြီးနောက်စစ်သားချင်းချင်းခိုက်ရန်ဖြစ်ပွားပြီးပစ်ခတ်ရမှာတိုးတီဆုံးခဲ့တယ်လို့သိရှိရပါတယ်။ကောင်းမှာကချင်းချင်းကြိုက်ကုန်ကြတာပေါ့နော်။အဲအကောင်လုံးတယောက်နဲ့တယောက်အတီးကြိုက်ကြကြိုက်ကြံကောင်းပါပဲနော်။ပြီးတော့မင်းအောင်လိုင်းလာရက်ခေးစဉ်အတွင်အကြမ်းဖက်စစ်ကောင်စီနဲ့ချုပ်ဆိုထားသောရင်းနှီးမြှုပ်နှံမှုဆိုင်ရာစစ်ပွဲရေးစာချုပ်များမှာအကျိုးမရှိကြောင်းရု ရှားနိုင်ငံချာယီဝင်ကြီးထံသို့အမျိုးသားငင်ဝဲရေးအစိုးရအင်ဂျူဂျီကစာရေးအကြောင်းကြားထားကြောင်းတမရယုံပြောင်းရေးဆိုခွင့်ရှိသူဦးကျော်ဇော်ကပြောဆိုလိုက်တဲ့သတင်းလေးဖြစ်ပါတယ်ပြီးတော့နော်ညောင်ကျိုးတိုက်ပွဲတွင်စစ်ကောင်စီလေတပ်ကဘုံမာကျဲချတဲ့ဖြင့်စစ်သားအများပြားတည်ဆုံခဲ့ရပြီးယခုချိန်ထိတိုက်ပွဲအတွင်တည်ဆုံသူစစ်သား120ကျော်ရှိပြီဟု အလင်းဝင်လာတဲ့စစ်မှုထမ်းတတငန်းလင်းသူပြောဆိုလိုက်တဲ့တည်တင်းလေးဖြစ်ပါတယ်။ကောင်းမှာကောင်းတရားနဲ့20ရအောင်မနေဘူးနော်။ပြီးတော့မန္တလေးတိုင်းမြင်းချံမြို့ပေါ်စီခမရ15တိုင်ရင် စစ်စီဂိတ်ကိုဝန်ရောက်တိုက်ခိုက်ခဲ့ရစစ်သား3ကိုခွိတီဝတ်ဒီဒီဆုံးပြီးမတာပေါ်သွားတယ်လို့သိရှိရပါတယ်။ကောင်းမှာကောင်း။ပြီးတော့မကွေးတိုင်းစလင်းမြို့နယ်တံပြားကစစ်ကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရစစ်သားတအုပ်တည်ဆုံခဲ့ပြီးစစ်တပ်ကကြီးရီလီပူပေါင်းကစစ်ကြောင်းထိုးနေတဲ့ဖြင့်တိုက်ပွဲပြင်းထန်နေကြောင်းဗမာတပ်တော်ဗမာအာမေကသတင်းထုတ်ပြန်လိုက်တဲ့သတင်းလေးဖြစ်ပါတယ်ပြီးတော့မန္တလေးတိုင်းညံဦးမြို့နယ်တွေအကြမ်းဖက်စီရင်တမ်းများကိုနှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ရစစ်ကောင်စီတပ်သား၅ဦးထပ်မှန်ပြီးမှမတာပေါ်သွားတယ်လို့တည်ရှိရပါတယ် ကောင်းမှကောင်းเนาะကဲဟုတ်ပြီမနခင်တဲ့ရင်ထိုးလေးတော့ဒီလောက်ပါပဲဆက်လက်ပြီးမှာဘူချင်းနေမှုစဉ်တင်ဆက်ပေးတဲ့တဲ့ရင်လေးတွေဆက်ကြည့်လိုက်ကြအောင်เนาะ2025ခုနှစ်မလ16ရက်อืมပြည်သူတိုင်းသားတရားလုံးတို့ရေးကြည့်တဲ့လူစော်ပန်ဆာချက်တစ်ခုတင်ပြကြပါတယ်อืมဒါကတော့ဒီကနေ့ကျွန်တော်တို့တနိုင်ငံလုံးရင်ဆိုင်ရုံးကံဖြတ်ကျော်နေကြတဲ့ထွေထွေခက်ခဲချက်တဲတွေ ဆိုးဝါးလာတဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ကြီးရဲ့လက်အောက်ကနေအပီးတိုင်လွတ်မြောက်ဖို့အတွက်အချိန်ကျလာပြီဆိုတော့တိုက်တွန်းလို့ဆိုချက်ဖြစ်ပါတယ်။အင်းဒီတော့ကျွန်တော်ကပြည်သူပတ်တော်သားအနေနဲ့ပြည်သူတိုင်းသားတရက်လုံးကိုလှည့်နေလျောင်းမြင်းဆောင်မကြံပါဝင်ပြီးတော့ကူညီစီရင်တဲ့အစီအစဉ်လေးတင်ပြကြပါမယ်။ဒါလက်နက်တွေဆွဲကင်ပြီးတော့တိုက်ခိုက်ရဖို့မဟုတ်ပါဘူး။ လက်လက်ကင်တိုက်ခိုက်မဲ့ကျွန်တော်တို့ဒလိုင်းအင်အားစုတွေဘက်ကလှုပ်ဆရာရှိတာကိုတစ်ချိန်တည်းဟန်ချက်ကြီးလှုပ်ချတဲ့အချိန်မှာပြည်သူတိုင်းသားမြို့ပြနေလူဒန်းစားအလုံးကခုကျွန်တော်နှိုးဆော်တဲ့ဖြက်လေးဖြက်ဆိုတဲ့ view ဟာကိုကောင်းစွာနားလည်ပြီးတော့အချိန်ကြိုက်ပါဝင်ပူပေါင်းပြီးချဖို့ပါပဲဒီဖြက်လေးဖြက် view ဟာကိုဘယ်ရက်ဒီမှာကျွန်တော်ကစတင်ဖို့နှိုးဆော်ခြင်းတည်းလဲဆိုရင်ဖက်စစ်စစ်တက်ကသူတို့ခေါ်တက်မတော်နေပေါ့ တကယ်တော့ facet online နေကြာရောက်တဲ့28ရက်နေ့မတိုင်ခင်ရှေ့လာမဲ့ March လ25ရက်နေ့ကစပြီး3ရက်ကြာကျွန်တော်တို့ကြိုးစားကြစီချင်တာပါ March လ25 26 29 3ရက်လုံးလုံးမှာပြည်သူတိုင်းသားတရက်လုံးဟာဖြတ်လေးဖြတ်ဆိုတဲ့အတွေးကိုဝင်ပြီးအခုကတည်းကကြိုတင်ပြင်ဆင်ဖို့နှိုးဆော်ချင်တာပါဖြတ်လေးဖြတ်ထဲကပထမနံပါတ်1ဖြတ်ကဘာဖြတ်မလဲဆိုတော့ ဖက်စစ်အကြမ်းဖက်တက်ကလက်ရှိအသုံးပြုနေတဲ့သူတို့ရဲ့စစ်တပ်သုံး fiber cable network ကြီးဟာမြန်မာပြည်ရခိုင်ပြည်နယ်အစကြောက်ပေါင်းတို့ဒီမြင်းချန်တို့မိတီလာတို့တာစီတို့ရမဲတဲ့ပျော်ခွဲစတဲ့အပြေမူဒီဗီဒီယိုကနေပြီးတော့ဘို့ချက်ချာယူပြီးတနိုင်ငံလုံးကိုသူတို့တွေ့တန်းထားတာရှိပါတယ်လွန်ခဲ့တဲ့9နှစ်6နှစ်လောက်ကလေးကစီမံချက်ချပြီးတော့ ဒီကာလမှာအာနာသိမ်းပြီးရင်တိုက်မိကိုစိတ်ရန်နေရာနဲ့ကောင်းကောင်းဖိနှိပ်ဖို့သူတို့ကိုယ်တိုင်စစ်တပ်တည်ထန်သော fiber network ကြီးကိုတိစောက်ထားတာရှိပါတယ်။အဲ့တော့လွန်ခဲ့တဲ့9နှစ်6နှစ်တုန်းကမိမိတို့ဒီမြို့ပြတွေမိမိတို့ရဲ့လေခွင်းတွေမိမိတို့ရဲ့ကြီးရွာတွေကိုဖျက်ဆီးပြီးတော့လေးပေ၅ပေလောက်ရေကြီးအောက်မှာအနက်တူးပြီးတော့ fiber cable ဒီလိုအနက်ရောင်ပိုက်ကြီးပိုက်မဲကြီးတွေသူတို့ဖြုတ်မြုပ်ထားခဲ့တာမှတ်မိကြပါလိမ့်မယ် နေရာတွေကကျွေးသွားကြတာအကြောင်းမရှိပါဘူးအဲ့ဒီနေရာမှာပါပဲဒါပေမဲ့9နှစ်6နှစ်တော့ဆိုတော့အခုအသက်တွေတချို့တွေလည်းနည်းနည်းတော့ကြီးမှာပေါ့ဆိုတော့အဲ့ဒီ fiber cable တွေကိုလာမဲ့ master 25ရင်းနေကစပြီး3ရက်တိုင်တိုင်ရရနေရာကနေပြီးတော့ပြန်လဲတူးဖော် ပြီးဖြတ်တော့ပြီးပါအဲ့ဒီ fiber cable တွေပြတ်တော့သွားတာနဲ့အမြဥမာဆိုရင်နေပြီးတော့ ਨੇ ဒီမကွေးတိုင်းမှာဖြတ်တော့လိုက်ရင် ရခိုင်ပြည်နယ်ဘက်ကသူစစ်စင်နှဲနေတဲ့စစ်စင်ကြီးအကုန်လုံးနှောက်နေပြပြားသွားမှာဖြစ်တယ်။ထွန်းတူစွာပဲဘကိုးတိုင်းဘက်ကနေပြီးတော့ဖြတ်တောက်လိုက်မယ်ဆိုရင်တနင်္သာရီဘက်ကစစ်စင်ကြီးအစီအစဉ်တွေကိုအားလုံးနှောက်နေသွားမှာဖြစ်တယ်။အဲ့တော့တနင်္သာရီငလုံးကပြည်သူတွေဖြတ်လေးဖြတ်ရဲ့နံပါတ်1ဖြတ်ဖြစ်မိမိတို့ပတ်ဝန်းကျင်ဒီမှာ လုံခဲ့တဲ့၄နှစ်ကလာရောက်ပြီးပြုတ်နံတွယ်တန်းထားတဲ့ fiber cable တွေကိုကြေးရွာလူလူညင်းညင်းလိုပဲဖြစ်စီတူးချင်းတစ်ဖွဲ့ချင်းစုဖွဲ့ပြီးတော့တိတ်တဆိတ်ဖြစ်စီ ခုဒီကနေရာရွေးချယ်တက်မှတ်ထားပြီးမတ်လ25ရက်ညကစပြီးဖြတ်တော့ပြီးကြပါဒါဖြတ်တက်ပါနောက်ဖြတ်နှစ်ကတော့ဖက်စစ်အကြံဖက်လီတက်တွေအဓိကနောက်တစ်ခါဖက်စစ်အကြံဖက်တက်ကကပါစာစစ်ရုံတွေကိုတွေ့တန်းထားတာစစ်ဌာနချုပ်ကြီးတွေတိုင်ရင်းဌာနချုပ်တွေဖက်စစ်တက်ကလပားစီဖြစ်အသုံးတော်ခံနေတဲ့ယုံဌာနတွေကိုတွေ့တန်းထားတဲ့လျှက်စစ်ဓာတ်အလိုက်တွေရှိပါတယ်ဓာတ်တိုင်တွေရှိပါတယ် ဒါတွေကမြေကြီးအောက်ကသွားတာမဟုတ်ဘူးမြေပေါ်ကပဲသွားတာဖြစ်တယ်အဲ့ဒီပြက်စစ်ဒါအလိုင်းတာဝါတိုင်းတွေတက်တိုင်းတွေကိုမတ်လ25ရက်နေ့ညကစပြီးရရနီလန်အသုံးပြုပြီးဟွန်းဖြတ်တော့ပါတန်ကျိုးတွေကိုဖြတ်တော့တော့လွယ်ပါတယ်အာဦးမြင့်ကြီးကျွန်တော်ကလုပ်လို့ရမှာလဲလုပ်လို့ရတဲ့နီလန်တွေအများကြီးရှိပါတယ်နော်ကြိုးကြီးတွေကိုထိတ်မှာဂဲလုံးကြီးကြီးနဲ့လေးချင်းကြီးကြီးချပြီးတော့အားကောင်းတဲ့လူကတေးချလွှဲပြီးကြိုးကိုဓာတ်တိုင်ပေါ်ဖြစ်တယ်မှာ ြစ်တည်ပြီးကျိုးသုံးကျိုးကိုပူပြီးတော့ခြီသွားဟိုဂွင်းရှော့လို့စောက်ဆွဲပြီးတော့ရအောင်ဓာတ်တိုင်နှစ်ခုအလဲကနေကျိုးတွေကို short တိုက်ပြီးတော့ဖြတ်တောက်တာမျိုးဓာတ်တိုင်ကိုကျိုးသွားအောင်ဖြည့်ဆည်းတာမျိုးစသဖြင့်ဝိုင်းဝန်းပြီးတော့ကုညီကြဖို့လိုပါတယ်ဒါဟာနိုင်ငံမှန်ပစ္စည်းဖြည့်ဆည်းတာမဟုတ်ပါဘူးဖက်စစ်ရဲ့အသက်သွေးကြောကိုဖြတ်တောက်တာဖြစ်ပါတယ်ဒါဖြတ်နှစ်ဖြတ်သုံးကတော့ဓာတ်စီတွေလောင်စာစီတင်ရင်တွေလေရင်စီတင်တဲ့ရင်တွေဟာအခုဆိုရင်အသွင်ဖြတ်ပြီးတော့ပုံဖြတ်ပြီးတော့ အရက်ဖက်ယင်ရောင်ဆောင်ကယင်တန်းနေနဲ့တွားလာတာတွေ့ကြပါလိမ့်မယ်တချို့ယင်တန်းတွေဆိုရင်အဲ့ဒီဓာတ်စီတင်လေးရင်စီတင်တဲ့ယင်တွေရဲ့ခေါင်းဖူးခေါင်းဖူးပေါ်မှာဆိုရင်ဂျမ်ပါတွေပါတက်ဆင်ထားတာတိတိကျကျတွေ့ရပါလိမ့်မယ်အဲ့ဒီစစ်ယင်တန်းတွေအဲ့ဒီလောင်စာစီတင်တဲ့ယင်တွေဖြတ်တန်းသွားလာတဲ့အခါမှာရတဲ့နီလန်းနဲ့နှောက်ရှက်ဟန်တာတိုက်ခိုက်ဖို့ကြိုးစားကြရမှာဖြစ်ပါတယ်အာကျွန်တော်တို့မှာလက်နက်မရှိတာလွယ်ပါတဲ့လှုပ်လှရတဲ့နီလန်းတွေအများကြီးရှိပါတယ်ဓာတ်စီနဲ့ဒီဇယ် ရောထားတဲ့သို့မဟုတ်ဒီဇယ်နဲ့အင်ဂျင်ဝိုင်းဓာတ်ဆီရောထားတဲ့အရေးဟာရေရှည်မီးလောင်စေတဲ့တတ္တိရှိပါတယ်။စစ်ရင်တန်းလောင်စာစီတင်တဲ့ရင်တန်းမဖြန့်တန်းခင်သူတို့ဖြတ်တန်းမဲ့လမ်းတဲ့တဲ့မှာမိမိဆိုင်ကဓာတ်ဆီကိုဖောက်ချပြီးအစင်းနဲ့ပြင်ဆင်ထားပြီးအဲ့ဒီလောင်စာတင်ရင်ဖြတ်တဲ့အချိန်မှာဆီလီမီနဲ့ပြက်ပေါက်မီးရှို့တာမျိုးတခြားနီးလန်းနေနဲ့လမ်းကိုဖြည့်ဆည်းတာမျိုးမောက်သွားအောင်လုံတော်လုံဆောင်တာမျိုးစသဖြင့်နီးလန်းပေါင်းစုံကိုကြံစပြီး ဖက်စစ်တပ်ရဲ့တဲ့သွေးကြောဖြစ်တဲ့လောင်စာစီတွေကိုဝိုင်းဝန်းဖြတ်တောက်ဖို့အကျိုးပန်းရပါ။အင်း။နော်။အဲ့တော့ဒါလောင်ဖြတ်ဖြတ်သုံးဖြစ်တယ်။နောက်ဖြတ်လေးရတော့သူတို့ရဲ့ဖက်စစ်တပ်တွေရဲ့စခန်းတွေရှိကိုတွေ့တန်းထားတဲ့ရေပိုက်လိုင်းတွေရှိပါတယ်။အဲရေပိုက်လိုင်းတွေဟာပြည်သူတွေရဲ့ဈာတွေကပဲဖြတ်တန်းသွားကြတာများပါတယ်။အဲ့ဒီရေပိုက်လိုင်းတွေကိုအခုတွေကနေရာရွေးချယ်ထားပြီးမတ်လ25ရက်ကစလုံးဝအပြီးတိုင်ပြန်လည်ပြင်ဆင်နိုင်ဖို့မလွယ်ကူတော့တဲ့အထိဖြတ်တောက်ဖို့စူးစမ်းပေးပါ ဒါဆိုရင်ဖစိတဟာပထမဆုံးဆက်သွေးရေးပြတ်တော့သွားမယ်သူတို့ဆက်သွေးပြတ်တော့လို့ပညာစင်ကြဖို့ကြိုးစားနေကြတဲ့အချိန်မှာသူတို့တတ်ချင်းချင်းဆက်သွေးရေးပြတ်တော့တာကိုခွင်ကေးယူပြီးတော့ဖက်ပြေးခြင်းနဲ့ပြိုကွဲခြင်းနဲ့မိကုံရန်ကုံရိခါကုံမီတတ်တွင်းတပုံထခြင်းနဲ့သူ့ရဲ့တတ်တွင်းကလူတွေအတွက်ခွင်ရေးကြီးဖြစ်ပြီးတတ်ချင်းချင်းအုံကြွမှုတွေဖြစ်ပေါ်ပါလိမ့်မယ်ဆက်သွေးပြတ်တော့သွားတဲ့ပုံမူတည်ပြီးတော့ အမိပေးစီခန်းနဲ့သွားမတိုက်တော့တာတွေလေရင်နေမပြန်သားနိုင်တော့တာတွေထောက်ပံ့မှုတွေမရတော့လို့ထွက်ပြေးပြရတဲ့ပြိုလိုက်မဖမ်းကြတော့တာနဲ့ဖီယိုဖီရဲ့ကစင်ကလေးပြိုကွဲပါလိမ့်မယ်နောက်တစ်ခုကလက်စစ်သားလိုက်နေဖြတ်တော့လိုက်တဲ့အကြောင်းလေရင်ကွင်းတွေတိုက်လေရင်တွေမပြန်သားနိုင်ပဲနဲ့သူတို့ကြီးစွာသောအခက်အခဲတွေကြုံတွေ့ရပါလိမ့်မယ်နောက်တစ်ခုလောင်စာစီဖြတ်တော့ပိတ်ဆို့ခြင်းခံတဲ့အကြောင်းတနိုင်ငံလုံးသူတို့ရဲ့တေရွှေပြောင်းမှုတွေရပ်တန့်သွားပါလိမ့်မယ်နောက်တော့ရင်တော့ရင်ဖြတ်တော့ခံရတဲ့အကြောင်း တို့တပ်ဖွဲ့ဝင်မိသားစုတွေအားလုံးခက်ခဲကြီးစွာကြုံပြီးဘယုံမင်းအခြေအနေမှာတို့အားလုံးလည်းပေါက်ကွဲစုပူအုံကြွကြပါလိမ့်မယ်ဒီချိန်မှာကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေအားလုံးဟာမဟာဗျူဟာမြောက်တဲ့ထူးစစ်တွေကိုဆင်နွှဲကြပါလိမ့်မယ်နောက်ပြည်သူတရားလုံးဖြတ်လေးပြတ်ဗျူဟာအတွက်အခုတည်းကနေရာရွေးချယ်ခြင်းလက်နက်စုဆောင်ခြင်းအချိတ်ဆက်စနစ်တကျပြုမှုခြင်းစီစဉ်ခြင်းနဲ့လှုပ်ဆောင်ပြီးရင်ဆက်လက်ပြီးပူပေါင်းချိတ်ဆက်ရမယ်တော်လိုင်းလျှောက် တပ်ဖွဲ့တွေနဲ့ပေါင်းစပ်မဲ့အစီအစဉ်တွေကိုစနစ်တကျရွေးချယ်ခြင်းများပြုလုပ်ထားဖို့လေးစားစွာနှိုးဆော်လိုက်ရပါတယ်။ဖက်စစ်ကြံဖက်အာဏာရှင်စနစ်2025မှာမြမမကြီးကပြီးတိုင်းကွယ်ပြောက်ချုပ်ငြိမ်းရပါလိမ့်မယ်။ဟွန်းကဲဘူဂျင်းနီမျိုးဂျင်းပြောတော်ဟာရတဲ့ကအရေးကြီးပါတယ်နော်ကျွန်တော်တို့ပို့သူပြောတော်တို့နော် အာတကယ်လှုပ်နိုင်လို့ရှိရင်အရန်ကောင်းမှာပေါ့နော်ဆိုတော့ဘူချင်းနီမျိုးစင်ပြောတော့တဲ့ power play တဲ့ကြတော့အမြင်တုံးတစ်ချက်လေးတခု comment မှာရေးပြကြပါကဲဆက်လက်ပြီးမှကျွန်တော်အမကြီးတဲတဲတင်စပစ်တင်လေးဆက်ကြည့်လိုက်ကြအောင်ဒီရက်တည်းထက်ထွက်လာတဲ့တည်င်းနေအရာမလာလို့စေအောင်ဆိုတာစီဝါရေးနဲ့ပတ်သက်ပြီးတော့မှခရိုနီတွေကဘယ်ရှောက်ကိုပေါ်သွားတယ်လို့ဆိုတဲ့တင်ကြတယ်ခရိုနီရဲ့နာမည်အများစွာရှိတယ်ပေါ့နော်ထည့်ထားတယ်ဒါပေမဲ့မပြောပြတော့ဘူးဒီထဲမှာတော့နော်အဲ့ဒီမှာမင်းအောင်လိုင်းရဲ့ တားနေလည်းပါတယ်ပေါ့အဲ့တော့စီးပွားရေးကိုပြောင်ပြောင်တင်းတင်းပဲဒီလောက်မြန်မာနိုင်ငံစုပြတ်တက်နေတဲ့အချိန်မှာကရိုနီလန်းစင်တဲကိုဟုတ်လားအဲဒီစီးပွားစီးပွားရေးနဲ့ပတ်သက်ပြီးတော့ကုသန်းရောင်းဝယ်ဖောက်ကားရေးတွေကိုအမျိုးတွေကိုပြောင်ပြောင်တင်းတင်းောက်ထဲတာပေါ့နော်အင်းအဲ့တော့အနည်းငယ်လေးဒီလိုလောက်လာတာပါပဲတိတ်တော့ထူးဆန်းပါဘူးဒါပေမဲ့အခုပေါင်ဝင်လာတဲ့ခရိုနီတွေကလက်တစ်ခရိုနီတွေဖြစ်တယ်เนาะအရင်တော့ကခရိုနီကြီးတွေတော့ပါတာမတွေ့ရတော့ရှောင်နေကြတယ်ပေါ့เนาะအခုကတော့လက်တစ်ခရိုနီတွေဖြစ်တယ်အဲ့တော့တစ်ချိန်လုံးမြန်မာနိုင်ငံကအဲ့ဒီခရိုနီတွေနဲ့ပဲပေါင်ပြီးတော့မှမြန်မာနိုင်ငံကိုရောက်စားလာခဲ့တာပဲเนาะတကြီးကြီးလဲတော့ကုန်သွားပါတယ် ဟုတ်လားအဲ့တော့အဖက်ဖက်ကိုနော်ယူရင်းပြက်စီအောင်လုပ်နေတဲ့ထဲမှာဒီခရိုနီလေးပါပါတယ်ဆိုတဲ့အခါကျတော့မင်းအောင်လိုင်းတို့အခုလုပ်နေတဲ့လုပ်ရက်ကျွန်တော်တို့ပြန်ပြီးတုံးတက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အချိန်ချိန်လုံးကအဲ့ဟိုပထမဗီဒီယိုတွေမှာပြောခဲ့တယ်လို့ပါပဲတို့တွေကမြန်မာနိုင်ငံကိုတနိုင်ငံလုံးထိုးထွေးဖို့အစဉ်သက်ရှိနေပါပြီတို့ရဲ့အသက်ရှင်ရေးတို့ရဲ့အဲရက်တီရေးချမ်းသာရေးဒါတော့ကိုပဲတို့ကကောင်းနေမှာထည့်ထားတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံအတွက်နော်ဘာတေးစုတရားမှအရင်တော့ကလည်းမရှိခဲ့ဘူးနောက်လည်းရှိလာမှာပေါ့အခုလည်းရှိမှာပေါ့ အဲ့တော့တင်းကောင်းတော့ထုတ်တာတော်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 ကောင်းနေရှင်သူတို့ဘက်ကနော်။ပြည်သူရဲ့အကျိုးအကျိုးစီးပွားအတွက်ဆိုပြီးတော့ဒါအခုချိန်ကြီးဆောက်ဖွဲ့ပြောင်းပြီးတော့ပြောနေတာပေါ့နော်။ပြည်သူရဲ့အသက်တွေတော့မှနော်။ပြည်သူရဲ့အသက်ဆိုတာကျွန်တော်တို့ PD အသက်ကိုပြောတာမဟုတ်ဘူးနော်။ဘာမှမဆိုင်တဲ့လူတွေရဲ့အသက်ကိုရရဆက်ဆက်နော်။တက်ဖြတ်တယ်၊ဒီနေမီးချိုရယ်ပြီးလို့ရှိရင်စစ်မှုထမ်းဥပဒေဆိုတဲ့ဆောက်ပေါ်ဥပဒေတွေထုတ်ပြီးပြောချင်တာလေဗာလေတိကဥပဒေကိုကိုယ့်ကိုရေးရရှင်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့အဲ့ဒီစစ်မိတ်ဆာတွေကလုပ်နေတဲ့လုပ်ရက်ကိုကျွန်တော်ပြောပြဥပဒေကသူတို့ရဲ့ဥပဒေကဘလာစာရွက်ထဲမှာအောက်ဩစရာရှိနေတာနော်။ ကိုကကိုလိုရင်လိုတယ်လို့ကောက်ရတာနော်ဟာကိုတခုခုလောက်ဖို့လိုအပ်လာပြီသူရဲ့အကျိုးစီးပွားအတွက်ပဲဖြစ်ဖြစ်သူရဲ့အာဏာတည်မြဲရေးပဲဖြစ်ဖြစ်တခုခုလောက်ဖို့လိုအပ်လာပြီဆိုရင်အဲ့ဒီဥပဒေကိုချက်ချင်းလက်ငယ်ကောက်ဆွဲနိုင်တဲ့အထိဆောက်ပြီးဆောက်မျက်နှာပြောင်းတိုက်တာနော်ဆောက်ရှက်မဲဆိုတာလောက်တာဟွန်းဟွန်းနော်အဲ့ဒါကိုအပိထောက်ခံနေတဲ့လူတွေလည်းရှိတကယ်တော့ဒီကောင်ကြီးအသက်သက်ဆုံးရှင်နေရတဲ့အကြောင်းရင်းကညီမပြီမှာရှိနေတယ်တုံးစားလို့မရတယ်လောက်ကောင်နော်ဟုတ်ပါချီပိုးလို့ကောင်နေကြောက်တယ်ဒီကောင်ကြီးတက်ရှင်နေရတယ်နော်အဲ့တော့ ထားမှာခရိုနီတွေဆိုတာကတော့သူ့ရဲ့အကျိုးအမြတ်အတွက်သူ့ရဲ့အသက်ကိုလည်းဟာလာမနှမျောဘူးဘာမှလည်းမကြောက်ဘူးเนาะငါတို့ရှိမှစွမ်းအားရှင်တွေရှိနေတယ်ဆိုတော့စိတ်တစ်ခုနဲ့ပြည်သူမျက်နှာကိုလည်းမကြည့်ဘူးလောက်တာထားပါတော့အဲ့ဒီအောက်ကဘာမှမဟုတ်တဲ့လူတွေကအခုချိန်ကြီးမင်းအွန်လိုင်းနဲ့ပတ်သက်ပြီးတော့မင်းအွန်လိုင်းစစ်တပ်နဲ့ပတ်သက်ပြီးတော့ဟိုလိုက်ပြီးတော့ဟိုအခုချိန်ကြီးเนาะအသေးခံပြီးတိုက်နေကြတာတွေ့ရတယ်เนาะတေချာစဉ်းစားဖို့လိုတယ်ဆိုတဲ့အကြောင်းပြောတာပါအဲ့တော့ မြန်မာပြည်ကတော့ဖြစ်ကျင်သူတွေဖြစ်နေတာပါပဲဒီထက်ပိုပြီးတော့စိုးရတဲ့အဖြစ်ရက်တွေပဲကျွန်တော်တို့မြင်နေရမှာပဲနောက်ဆက်မှုထံဥပဒေနဲ့ထုတ်ပြီးတော့ပြည်သူကိုလုံခြုံလို့ခေါ်ခြင်းလို့ခေါ်ဆွဲခြင်းလို့ဆွဲနေတဲ့အခြေအနေကိုလည်းကြည့်လိုက်ပါเนาะနောက်ခုကအဲ့ဒီစစ်မှုထံခေါ်တဲ့လူတွေဆိုလို့ရှိရင်เนาะအထွက်ပြေးတဲ့လူတွေကိုပြစ်တတ်တာတွေအဲနောက်ခုကအဲ့ဒီစစ်မှုထံထဲမှာပျော်အောင်လို့ဆိုပြီးတော့เนาะဒီဝိဇေးတွေ30ခိုင်းပြီးတော့ထားထားတာတွေဝိဇေးတွေ30ပြီးတိုက်ခိုင်းတာတွေဒါတွေကအမှန်တရားတွေပဲဒါတွေကဂျင်းနေမဟုတ်ဘူး နော်အဲပေါ်မကြီးကတော့ဒီတော်လိုင်းကြီးဘက်ကထွက်တဲ့သတင်းမှန်တယ်များဂျင်းပဲပြောတာလीနော်ဘာလို့လဲဆိုတော့သူကအများအားဂျင်းမိနေတယ်လို့ဆိုတော့သူတို့လူသူတို့ကိုထည့်ထားတဲ့ဂျင်းနေနေပဲသူကအာပိတ်နေကြတာပေါ့နော်အဲ့တော့ဖြစ်ချင်သလိုဖြစ်လာတော့မယ်မြန်မာနိုင်ငံဆိုတဲ့ခါကျတော့ကျွန်တော်တို့ဘာဆက်လုပ်ရအောင်လဲဆိုလို့ရှိရင် ခုလက်ရှိကျွန်မပြောပြမယ်နော်။မြောက်နိုင်လို့လုတ်တဲ့လုတ်ကွက်ကဂျက်ကောင်ထိအောင်လုတ်တာပဲ။နော်။တကယ်လို့တို့ရဲ့လုတ်ကွက်ကဂျက်ကောင်တကယ်ထိပြီဆိုရင်ကျွန်မတို့တော်လိုင်းရဲ့အင်အားတော်တော်လေးထိထိထိတော့ထိလိုက်မယ်ပေါ့ရှင်နော်။ဒါပေမဲ့တော်လိုင်းရဲ့ကနောက်ဆုတ်သွားမှာတော့မရှိဘူး။နောက်ဆုတ်သွားဖို့မရှိဘူး။ဒါပေမဲ့ကက်ကလေးသွားမယ်။ကိုကြသွားမယ်။အဲ့ဒီအနေထားမျိုးတော့ရှိတယ်။အဲ့တော့ဒီလိုအနေထားမျိုးမှာ နော်ကျမတို့စီရေးချိန်တွေကိုပြန်ကြည့်မယ်တကယ်တမ်းကျရင်စီရေးကတာကျမတို့နိုင်ငံရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးမှာနော်စီရေးအနိုင်ရှုံးကတာဆုံးဖြတ်ပါမယ်အွန်လိုင်းတိုက်ရိုက်ကောင်းနေပေါင်တိုက်တယ်လို့လုံလို့ရတယ်တော်လန်ရေးကိုအချိန်ကြာသွားမှလည်းပြည်သူတွေပိုခက်ခဲလာမှာပဲရှိတယ်အဲ့တခုပဲရှိတယ်ကြံတာကတော့မင်းအွန်လိုင်းကိုဘာမှဒီတော်လန်ရေးကိုဘာမှဘယ်လိုနည်းနဲ့မှတားဆီးရပ်တန့်ပစ်လိုက်လို့မရဟုတ်တယ်နော်ကျမပြောတာအဲ့တော့သူတို့ဟာပြည်သူလူထုကိုနော်စက်ကျင်နေပါလေဆိုပြီးတော့သူတို့ကတိုက်မယ်ဆိုရင်တော့တိုင်းပြည်လုံးကိုဘုံကျဲပြင်မှာရမှာသူတို့နေနေတဲ့အဝန်းအဝိုင်းရလွဲ့တိုင်းပြည်လုံးကိုဘုံကျဲပြင်မှာရမှာဒီလိုအခြေအနေမျိုးကိုသူလုပ်မှာလား လုတ်ရဲမှာလားအဲ့လိုလုတ်လို့မရဘူးလေအဲ့လိုလုတ်လို့ရရင်သူနာကားသွားမှာပေါ့နော်အဲ့လိုအဲ့လိုအခြေအနေမျိုးမှာရှိတယ်ဆိုတဲ့အခါကျတော့တော်လိုင်းရေးအခြေအနေကကျမတို့မြန်မာနိုင်ငံရဲ့80ရာခိုင်နှုန်းလောက်ကိုတင်ထားပြီးသွားတယ်နော်အခုကျမတို့မြေပုံထောက်ချင်တည်နိုင်နေတဲ့အချိန်ဘောမတွေကဂျင်းပါညာဆိုပြီးလှောင်အောင်မယ်အဲ့လှောင်မှစီသူတို့ကဒီလောက်ပဲတည်ရအောင်နော်အဲ့တော့မြေပုံကိုထောက်ချင်ပို့ပြီးတော့တည်နိုင်တယ်ကျောတော်လည်းဘတ်တော်သားတွေမှာဘယ်ဘယ်တက်ခွဲဘယ်တက်ရင်ဘယ်တက်ခွဲလေဆိုတာကရှိပြီးသားနိုင်ငံတွေကတရင်တွေလည်းထုတ်ပြန်ပြီးသားအဲ့တော့ဘယ်တက်ရင်ကဘယ်မှာရှိရဲဆိုတော့ကျွန်တော်မျိုးပုံထောက်ကြည့်သိနိုင်တယ်အဲ့တော့ နေပြီးတော့ရန်ကုန်မန္တလေးနဲ့ဘကုဒီလောက်ကလေးကိုပဲသူတို့ချိန်ကုတ်ယူထားတဲ့နေရာလေးဒါလေးပဲရှိတော့တာဖြစ်တယ်လို့မင်းအွန်လိုင်းစစ်တာဟာမြန်မာပြည်သူလူထုအတွက်နဲ့မြန်မာနိုင်ငံအတွက်ကတော့အဆိုးရမဟုတ်တော့သူတို့ဟာဗာလေတော်လိုင်းရေးအဖွဲ့စည်းလို့မျိုးအဖွဲ့စည်းတစ်ခုသာဖြစ်တော့တယ်နော်လက်နက်ကိုင်အဖွဲ့စည်းတစ်ခုသာဖြစ်တော့တယ်သူတို့မှဘာတိတ်ခါဘာကုန်တိတ်ခါမှမရှိတော့ဘူးဘာတက်တိမှမရှိတော့ဘာတိုက်ရင်ကတ်ရင်မှလည်းမရှိတော့ဘူး view ဟာကောင်းကောင်းလေးမချပေးနိုင်တော့နော်အဲ့တော့အဲ့ဒီသူတို့ရဲ့လက်အောက်မှာရှိနေတဲ့လူတွေကလည်း စစ်ရေးကိုအာယုံမဆိုင်နိုင်ဘာလို့အာယုံဆိုင်နေလဲဆိုငါဒါကိုလုတ်လိုက်လို့ရှိရင်တော့မင်းအောင်လိုင်းခိုင်းတာလေလိုက်လို့လို့ရှိရင်တော့ငါဘယ်အချိန်လောက်မှဘာဖြစ်သွားနိုင်မလဲဘယ်လိုရာလူမျိုးကိုရသွားနိုင်မလဲဘယ်လိုအကျိုးမြတ်ကိုရသွားနိုင်လဲဆိုတာတွေကိုပဲခေါင်းနဲ့ထည့်ထားအဲ့ဒါကိုမသိတဲ့ချီးကိုလို့လောက်ပါမယ်အောက်ကနေရွှေစီရွှေစီတက်နေတာရွှေစီရွှေစီတက်မှာပေါ့သူတို့ကလည်းမျောလင်းနေကြတာပေါ့နော်အဲ့တော့ရုပ်မာတဲ့လူတစ်တိုက်ပေါ့ရှင်ကျွန်တော်တို့နိုင်ငံထဲမှာရုပ်မာတဲ့လူတစ်တိုက်ကနည်းနည်းလေးပဲရှိတာတကယ်တမ်းကျရင်ပြည်သူလူထုကတာအဲ့ဒီရုပ်မာတဲ့လူတစ်တိုက်ကိုအမောက်ကျိတ်ကိုစောင့်နေကြတာအောင်သူတို့လည်းကောင်းသိပါတယ် ဲ့တော့အဲ့ဒီလူတစုနည်းနည်းလေးကလှုပ်ချင်တယ်လို့လှုပ်ရဲ့အခြေအနေဒီကျမတို့စောင့်နေမှာလားကျမတို့အဲ့လိုမတင်ဘူးအခုအေးအေးရဲ့လှုပ်ရှားမှုကလည်းအရန်အားရစရာတင်းနေစရာကောင်းတယ်လို့နော်ကချင်နော်ပြီးလို့ရှိရင်ချင်းအဲ့ဒီဘက်ကိုကြည့်လိုက်လို့ရှင်လေပဲဒါတိမ့်နေတာဒါချင်းပြနေဆိုလေအကုန်လုံးကိုတိမ့်နိုင်ဘူးပြီးနေတစ်ခုလုံးကိုတိမ့်နိုင်ဘူးဘာမှမကြံတော့တဲ့အခြေအနေဖြစ်နေအဲ့တော့တော့လည်းရစ်ချင်နေတာတကယ်ကိုမှကျမတို့ရစ်စရာကိုင်းတော့တိမ့်နာပြီးသွားပြီအဲ့တော့ကျမတို့ကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်တပောင်းစုခွင့်နိုင်ဖို့အရင်ကျမတို့ပြည်သူတွေပေါ်လာတာ၄နှစ်ရှိသွားပြီနော် အဲ့ဒီအခြေအနေတခုကိုကျွန်တော်တို့ညွှန်ပြီးဒီလူလူတို့အနေနဲ့တောင်းဆိုတာတိုင်းရင်းသားလက်နက်တိုင်းခေါင်းဆောင်များအားလုံးကိုတောင်းဆိုသလိုတာဝန်ရှိသူများအားလုံးကိုလည်းကျွန်တော်တို့တောင်းဆိုပါတယ်။နောက်တပ်ပေါင်းစုဖွဲ့နိုင်ဖို့ကိုကျွန်တော်တို့အရင်ညွှန်လေးလေ။ဘာဖြစ်လို့ဆိုရန်သူကိုအချိန်ပေးထားတယ်လို့မဖြစ်စေချင်ဘူး။သူတို့အချိန်ရသွားမယ်။သူတို့ကျွန်တော်တို့တို့အချိန်ကအရင်ကိုအရင်ကမှတန်ဖိုးကြီးနေတယ်။အရင်ကမှအရေးကြီးနေတယ်။2025တော့ရွေးကောက်ပွဲလေဘယ်ဘယ်ဘယ်လမှာဘယ်အချိန်မှာလုပ်မယ်ဆိုတော့သူတို့ဘက်ကကြံစည်ထားပြီဖြစ်တယ်။အဲ့တော့ဟိုဖြစ်လုပ်ချင်တယ်လို့လုပ်မယ်ရွေးကောက်ပွဲ။အဲ့တော့ကျွန်တော်တို့ကဒီအချိန်နေတိစောင့်နေလို့ ဘာဘာကျမတို့အတွက်ဘာထူးလာမှာကျမတို့လုံးဆရာရှိတဲ့ဟာကိုလုပ်ဖို့အတွက်အလုံးစုစီညီညွတ်ဖို့လုပ်ရဲဆိုတဲ့အကြောင်းပဲပြီးသူလူကလည်းဒီတောင်ရှိသူခေါင်းဆောင်တွေကိုဝိုင်းပြီးអော်ပေးတာပါတုံးလိုက်ရေးချိန်ညအခုချိန်မှာကျမတို့ကလုံးဝအတားကြီးရနေတောက်လျှောက်လေအတားကြီးရလာခဲ့တာဖြစ်တယ်အဲ့တော့20ရာခိုင်နှုန်းလောက်ကကျန်တော့နေမြောက်နေဟွန်းနော်အမိုင်းသေးသေးပြောစောလဲတကယ်ထောက်ခံပါတယ်တကယ်မှန်တရားတွေပါနော်ပရိသတ်ဂျီရိုကဘယ်လိုမြင်လဲကွန်မန့်မှာမပြပါကဲဆက်လက်ပြီးမှကြောင်မျိုးမင်းရဲ့နော်ခြေခွဲခါလေးကြည့်လိုက်ကြအောင်နော် နောက်တစ်ခုကနောက်တစ်ခုကအဲ့လိုပဲစိတ်မကောင်းစရာကိစ္စလေးတွေပဲထပ်ပြောမှာပေါ့နော်အဲ့ပြောပြောခင်ဗျားတို့မပြောရမလဲဆိုတော့ဟိုအဲ့ပြောနားထောင်မယ်တိုက်ပြည်ကအဖက်ဖက်ကယိုရင်းပျက်စီးနှိမ့်ချလာတဲ့အချိန်မှာတိုက်ပြည်ကယိုရင်းပျက်စီးနှိမ့်ချတိုင်းပြည်မှာရှိတဲ့လူတွေအလောစီလုံးညုံမရှိကိုကိုကျိုးစည်းဝါတပိုးတဲ့သမားတွေများအဲ့လိုများတဲ့ခါကျတော့တိုက်ပြည်ကဟိုလူကစော်ကားဒီလူကစော်ကားဟိုလူကပြောဒီလူကပြောကျွန်တော်တို့ကဘာလဲဆိုတော့ဟိုဟိုဘာလဲဆိုတော့ဟိုကျွန်တော်တို့ခင်ဗျားတို့ကျုံးမှာပေါ့နော်ဟိုအမိမဲ့သားအဖမဲ့သားသမီးဖြစ်တယ်လို့ပြောတယ် မိမဲအမိမဲဖားမဲသားသမီးတွေဟိုလူပုံလဲမှာမျက်နှာနေရတယ်လို့ပဲဟိုလူကစော်ကဒီလူကစော်ကဟိုလူကဒလူနဲ့တူတူခံရတယ်လို့ပဲကျွန်တော်တို့ကအဲ့ဒီခံစားချက်ကိုကျွန်တော်ခံစားရတယ်ခံစားမှုခံစားနိုင်တယ်အဲ့ကျွန်တော်လည်းကျွန်တော်ဘောအဲ့ဘောမတွေခံစားချက်နော်ခွန်လော်လော်ဆက်ခံစားရတယ်အဲ့ဒါမျိုးဆိုစိတ်ထဲမကောင်းဘူးအခုတိုင်းပြည်ကအဲ့လိုခွန်လက်ရှိပေါ့နောက်ထပ်စော်ကားတဲ့နောက်ထပ်ပို့ပြီးတော့ကိုတိုင်းပြည်ရဲ့အထုတ်ချာအာဏာကိုဟိုစောက်ကြီးမဆိုင်တဲ့ပုံစံပြောတာတွေကိုကြားရင်စိတ်ထဲမကောင်းဘူးอืมအခုကုလသမဂ္ဂအတွင်းမှုချုပ်နော်အဲကုလသမဂ္ဂအတွင်းမှုချုပ်နော်ဂူတဟိုဟာပေါ့အဲ အန်တိုနီယိုဂူဒါရက်ပေါ့နော်။ तू ကမတ်လ15ရက်နေ့က तू ကအဲ့ဘင်္ဂလားဒေ့ရှ်ကိုခီးစင်မှာထည့်ပြောတယ်။အဲ့ဒါပြီးတော့သတင်းစာရှင်းလင်းပွဲ15ရက်နေ့ညမှာသတင်းစာရှင်းလင်း16ရက်နေ့မှာမနက်မှာလုပ်တယ်ပေါ့လေ။ကျွန်တော်တို့ပဲ16ရက်ပေါ့။16ရက်မှာသတင်းစာရှင်းလင်းလုပ်တယ်။အဲ့သတင်းစာရှင်းလင်းပွဲမှာ तू ပြောရတဲ့စကားပေါ့နော်။အဲ့ပြောပါဦး။အဲ့စကားထဲမှာဘာပါသွားလဲဆိုတော့ AA ပေါ့ဗျာ။ပို့လိုက်တော့ AA ပေါ့။ပြောချင်တာ AA ပေါ့။ AA နဲ့ပတ်သက်ပြီး तू ပြောသွားတာ။အင်း။ဆိုတော့ဘင်္ဂလီနေရပြန်နိုင်ဖို့ကိစ္စအားတဲ့။အတွက် ကဲပြောပြောအေးနဲ့ဆွေးနွေးဖို့လိုအပ်တယ်အဲ့တော့အင်းတို့အေးနဲ့ဆွေးနွေးမှာပဲတဲ့ဘာလို့ဆိုအေးဆိုတော့ပေးရတဲ့နော်တီချာအဖွဲ့စည်းဖြစ်နေတယ်တဲ့အဲ့ဒါကြောင့်မလို့ဘင်းကြီးတွေနေရပြန်ရေးကိစ္စအကြတဲ့ဖြစ်ရှိဖို့ဆိုအေးနဲ့စကားပြောဖို့အတွက်လိုအပ်တယ်လို့သူယုံကြည်တယ်တဲ့ပြောချင်တာအေးနဲ့သူစကားပြောမယ်ပေါ့ဆိုတော့နတ်ဆက်ကအစိုးရနဲ့သာသူစကားပြောရင်မအေးနဲ့ကြာသူစကားပြောမယ်တဲ့ဘာလို့ကြောင်လဲဆိုဘင်းကြီးတွေကြောင်ပြန်တွေးကြည့်နော်ကဲကဲတိုင်းပြည်မှာကဲလောင်းမီလောင်းမီဆိုတော့နာကောင်းမဲမသိတော့တဲ့ကဉာဏ်ပညာအသိဉာဏ်အသိဉာဏ်နေတဲ့အခါနှလုံးသားအားနေတဲ့အခါအသိဉာဏ်အားနေတဲ့အခါ ဒီကောင်အရန်ခံစားရနေပြီပါလားအကိုတို့စီဝါအတ္တတွေများလောနေအခါနားမယ်စကားတော့နားကောင်းမဲမသိတော့တာထုံသွားတာအဲ့ပေါ့ကြည့်စမ်းအဲ့လိုပဲပြရမှာပေါ့နတ်သားကအစိုးရနဲ့တော့စကားမပြောဘူးအင်းအင်းလေးပြဖို့ကိစ္စအောင်အေးအေးနဲ့ကြစကားပြောမယ်တဲ့နတ်သားအစိုးရနဲ့တော့စကားတစ်ခေါက်အောင်ပြောလာလည်းမတူစကားပြောဖို့တော့ပြောဘူးနော်နတ်သားကအစိုးရနဲ့လာတွေ့မယ်ဆိုစကားတစ်ခေါက်အောင်ပြောဘူးဂူဒေါ်ရက်ကအခုအင်္ဂလိပ် issue နဲ့ပတ်သက်လို့ပြောတော့အေးအေးနဲ့စကားပြောရမယ်တဲ့ပြောဖို့လိုရဲဆိုတော့အေးအေးအားတဲ့ ိကြအဖွဲ့ဖြစ်တယ်တဲ့ဒါကြောင့်မို့လို့မွတ်စလင်တွေရဲ့ပြည်ရင်းတဲ့ကိစ္စပတ်သက်ပြီးတော့တဲ့အေးနဲ့စကားပြောဖို့လိုအပ်တယ်လို့ယုံကြည်ပါတယ်တဲ့နော်ကဲဒီမှာဒီညမှာဖျက်ပြောက်ပါမယ်နော်မင်းတို့နာဆကကဘာဆောက်စင်းများရှိလို့တူပါစကားပြောမှာတော့ဖြီးပေါင်းကွန်မန့်မှာကွန်မန့်မှာဖြီးအေးဘောမာတွေပြောတာနော် ဲ့တော့အေးနေနေရပြန်မကိစ္စအရှင်းမှာပဲပြောအာလူသားတော်စာထုတ်ကူကြီးဘာညာအဲ့ဘင်းကလေးကိစ္စကိုရှုံရှုံဝင်အောင်သူပြောတယ်อืมနောက်ဆုံးသူပြောတဲ့စကားတခုဆိုပိုတော့ရီဖို့ကောင်းသေးတယ်ဗျာอืมပိုတော့ရီဖို့ကောင်းသေးတယ်ဘင်းကလေးကိုအကူကြီးဖြတ်တော့တယ်ဆိုတဲ့ကိစ္စအားတဲ့ယာစုမှုတစ်ခုပါအားတဲ့ဘင်းကလေးကိုအကူကြီးဖြတ်တော့တယ်ယာစုမှုဦးတဲ့ခဲ့လို့စဉ်းစားကြည့်တယ်ဗျာအဲ့တော့ဘင်္ဂလီရီအကူကြီးဖြတ်ောက်လိုက်တာရာဇဝမှုတစ်ခုပါအဲ့တော့အဲ့ဒါကြောင့်မလို့တကဘာလုံးမှာရှိတဲ့လူတွေကတော့ဝိုင်းအောင်ပြီးတော့ကူညီပေးကြဖို့လိုအပ်တယ်ပေါ့ဆိုတော့ဩ ခင်ဗျားတို့ပဲစဉ်းစားကြည့်လို့ဗျာဘယ်လောက်ရှက်ဖို့ကောင်းလဲမြန်မာတိုင်းကလုံးကလူတန်း90နဲ့တတန်းသူစင်းရ90တန်းလုံးရဲ့ဘဝအနာဂတ်ရဲ့စောက်ကြီးဆိုင်တာမလို့ဘူးဘင်္ဂလီတွေမကူညီတာမလို့ရာဇဝမှုဒါလည်းကျွန်တော်တို့တိုင်းပြည်ကမြန်မာနိုင်ငံသားတွေကနာရကောင်းမလဲမသိဘူးကဘာကြီးကကျွန်တော်တို့ဘလို့မြင်နေလဲဆိုတော့ပဲအဲကိုဘလို့ကောင်းမလဲအဲ့အသိစိတ်အသိဉာဏ်ကိုချင်းစာတရားကိုချင်းတရားနောက်တော့ကိုကျိုးစည်းဝါအတ္တနေပါမှုအဲ့ဒါတွေကမရှိတဲ့ခါကျတော့အကုန်လုံးသူများကကိုကိုဒီလိုပြောတာတော့နာရကောင်းမလဲမသိဘူးကျွန်တော်တို့ကနာတယ် အဲ့လိုပဲဖြစ်မှာပေါ့မင်းတို့ဘောမတွေကိုအောင်တော့ထဲမှာချီပလင်းတွေပဲရှိနေတဲ့ဟာချီတွေရှိနေတဲ့ဟာမတိပဲနဲ့သူများကိုမင်းတို့ပြောပြမှာသူများအောင်တော့ထဲမှာချီချီပဲရှိတယ်ဆိုပြီးမင်းတို့ကပြောနေတာအမှန်တော့မင်းတို့ရဲ့အောင်တော့ထဲမှာချီပဲရှိနေလို့ဒီလိုစောက်စင်းတွေဖြစ်နေတာကွာနော်ပြောမနေနဲ့နော်မင်းတို့ငိုငိုမယ်ဆိုရင်ငိုချလိုက် အားရပါရရင်ထဲပေါ်သွားအောင်နော်ဟာဒီကောင်ကဘင်္ဂလီရဲ့ကိစ္စမှာတော့ဒီကောင်အသေးအံဖြစ်နေတာကဘာဝရောင်သူကချိန်ချောက်လဲသေးတယ် ရာဇဝမှုတဲ့ဘင်္ဂလီဘင်္ဂလီလိုမကူညီတာဖြတ်တော့တာကူညီဖြတ်တော့တာရာဇဝမှုတဲ့မကူညီမဲ့ရာဇဝမှုတဲ့မြန်မာတွေ50တန်းကတော့တည်ကျင်းတဲ့တည်ဖြစ်ချင်တာဖြစ်ဆိုတဲ့သဘောမျိုးကြီးပြီးတော့ဒီလူတွေနေရပြန်ဖို့ကိစ္စတော့ကိုအေးအေးနဲ့လည်းစကားပြောအေးအေးနဲ့စကားပြောရမယ်အေးအေးနဲ့စကားပြောမယ်အေးအေးတရားဖွယ်တဲ့ဆိုတော့နာဆကနဲ့ဂူဒါရက်ကစကားပြောမယ်လို့စကားတခေါက်တော့သူမပြောခဲ့ဘူးအဲ့တော့နာဆကကိုပို့လို့ပြောကတော့ပါနာဆကကိုစောက်ကြီးမဆိုင်ဘူးကွာအေးရောငါစကားပြောမယ်အဲ့တော့ဘာလို့ဖြစ်မလဲနာရကောင်းမှမသိတဲ့ခါကျွန်တော်တို့တိုင်းပြည်ကြီးက ဒီဘင်္ဂလီ issue နဲ့ရှင်လာရင်မြန်မာတိုင်းနိုင်ငံလုံးကဘယ်လောက်ဘယ်လောက်တော့အောက်တန်းကြပါလဲဘယ်တော့အစင်တန်းနှိမ့်ကြပါလဲဘင်္ဂလီတွေကကဘာမှသူတို့ကသူတို့ရဲ့သူတို့ကကျွန်တော်တို့ရှင်လိုက်မြန်မာတိုင်းနိုင်ငံလုံးက50တန်းနဲ့ဒီဘင်္ဂလီတန်းသောပမာဏအဲ့လောက်နဲ့ရှင်လိုက်တဲ့ကဒီတန်းကရှင်တန်းကြီးရဲ့နံပါတ်1 50တန်းတော့သေလဲဘာမှဖြစ်ဘူးဆိုပုံစံကြီးချက်ထိတော့ကုလသမဂ္ဂရဲ့တွင်းမှုချုပ်ကဆွဲတင်သွားပြီကျွန်တော်တို့အဲ့ဒါလဲနားကောင်းမှမသိကြအောင်အဲ့လေဘယ်တိမှာတော့เนาะဒီလိုဖြစ်နေတဲ့အကြောင်းရင်းကလည်းမင်းတို့ရဲ့เนาะပထွေးမင်းအွန်လိုက်เนาะ အဲ့ဒီဂျပူဂျောင်းဖြစ်နေတာလေဟုတ်တယ်မလားနော်တုတ်ကိုတူနော်နိုင်ငံကို အကောင်းဆုံးလှုပ်နိုင်သူလို့သူကိုယ်သူအတော်ဆုံးနော်သူကိုယ်သူနော်ရာထူးခန့်တဲ့ကောင်ကဘလို့လို့သူ့နိုင်ငံသူတက်ဖို့တဲ့နော်ဘလို့လို့သူ့နိုင်ငံမျက်နှာတားရဖို့တဲ့ဘာများလှုပ်နိုင်လို့လဲဟမ်မင်းတို့ကောင်ဒီမင်းတို့ရဲ့ပထွေးမြောင်းလိုက်တက်အုတ်ချုံနေတယ်မင်းတို့ကောင်ဒီလိုပဲခံစားနေရမှာတိလားနော် မင်းတို့ကောင်တွေကမြန်မာတပီလောက်အဲ့လိုခံစားနေရမှာနော်အဲ့ဒါကြောင့်နော်ပြောနေတာဆိုတော့ကျွန်တော်တိုင်းပြည်မှာနောက်လာမယ့်မျိုးဆက်ခင်ဗျားတို့တားတဲ့တမိတွေညီးတွေမြစ်တွေလက်ကြရယ်အကောင်လုံးခေါင်းမှုခြုံနေရရင်တော့ကိုယ်တိုင်တွေကိုယ်ကံခင်ဗျားတို့ဒီနေ့ခင်ဗျားတို့လုတ်ခဲတာတွေကောင်တော့နောက်တစ်ချိန်ကျွန်တော်တို့တားသမီးတွေညီးတွေမြစ်တွေခံရလိမ့်မယ်ဆိုတော့ခင်ဗျားတို့မေးကြဖို့လိုတယ်อืมဒီနေ့ခါကျွန်တော်တို့ဆုံးဖြတ်ချက်မှားခဲ့တာဒီနေ့ခါကျွန်တော်တို့ကိုကျင်းစာတရားမရှိခဲ့တာဒီကျလာပေါ့မှာဒီကျွန်တော်တို့ မတိကြုံကြုံပြုခဲ့တာဒီဒီနေ့ခင်ဗျားတို့ကျွန်တော်တို့ကိုကိုကျိုးစီဝါအတအတွက်ဘသူကမှမပြောပါဇက်ကြီးပြိပြီးတော့ငါအေးအေးဆေးဖြစ်အောင်ပြောနေခဲ့မိတာတွေကနောက်တစ်ချိန်မှာခင်ဗျားတို့မြည်တယ်မြည်တယ်ကြိုက်ခံရလိမ့်မယ်အင်းအဲ့ဒါအောင်မမေ့ချဖို့လိုတယ်အင်းအဲ့ဒါအောင်မှမမေ့ရင်တော့အဲ့ဒါအောင်မှမသိဘူးငါငါအဆင်ပြေပြီးတော့ကျွန်တော်ကဘာဖြစ်ဖြစ်ဆိုတဲ့ပုံစံမျိုးနဲ့နေကြရင်တော့ခင်ဗျားတို့မြည်တယ်မြည်တယ်လှည့်ရအောင်တော့စပြီပေါ့ဗျာစမ်းစပြီအဲ့ဒါခင်ဗျားတို့ခံရပြီတော့ကျွန်တော်ကတော့ဘာပြောမှန်းကိုမသိတော့ကျွန်တော်တော့လည်းမနိုင်ဘူးဗျာတိုင်းပြည်ထမ်းအောင်ကျွန်တော်သမနာမဟုတ်သမနာဖြစ်လဲကျွန်တော်လုပ်လို့မရတာအများကြီးရှိတယ်အဲ့တော့ လွယ်ပါဦးညာတိုက်ပြတော့ရင်မောပါတယ်နော်ကြာလာဘောင်းရတယ်ဟမ်မင်းတို့ဘထွေးရခေါင်းဆောင်မအောင်မနေတာပြောလာဟမ်ကွန်မန့်မှာဖေးကြပါဦးဟမ်မင်းတို့ဘထွေးလေးနှစ်တာနော်အာနာသိန်းနဲ့ထဲမှာနော်မြန်မာနိုင်ငံအတွက်ဘာဘာကိုတူတဲ့ဘာများတူတဲ့မရှိလဲနော်ပုံနဲ့တကွာထောက်ပြကြပါဦးနော်နင်တို့ကောင်းနေတည်လားဒါပဲပြောပါမယ်เนาะမြန်မာပြောချင်ဘူးအမြဲပြောလို့ရှိရင်เนาะအာကိုတို့မြလို့เนาะ ကြောက်ပြီနော်ဒီဒရင်တွေနဲ့ပတ်သက်ပြီးမှပရိသတ်ကြောင့်မြင်တော့ချက်လေးတွေကို comment မှာရေးပေးကြပါအဆုံးထိကျေးဇူးပရိသတ်ရောက်စီတိုင်းရန်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်တဲ့တဲ့လေးတွေနဲ့ပြန်ဆုံကြအောင်နော်โอเค bye bye ကြောက်ပြီကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ပြီးမမေ့ပါနဲ့နော်โอเค bye bye